ရှနေရန်ကုန်မြန်ဖုံတရင်ဆောင်ကဦးစွာတင်ဆက်မဲ့တရင်ကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှုချက်ပါတဲ့ဇီဝိတဒါနာငါငှက်ဘေးမဲ့လွှတ်ခြင်းနဲ့တက်ချေးပူဇော်ပွဲအခမ်းအနားကျင်းပတဲ့တရင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတည်နေစေဝိတာဌာနငါလိုပဲကိုဧပြီလ18ရက်နေ့ပိုင်းကဗဟန်မြို့နယ်ရွှေတဂုံစီတော်အနောက်ဘက်မှရှေးဥပကုတ်ကြမင်္ဂလာကန်တော်ရင်ကျင်းမှရရွှေတဂုံစီတော်အလဲကြတဘာပတိကဘကဖော်ဝင်ဦးတောင်းစိန်ဦးကစေဝိတာဌာနဘေးမဲ့လှုပ်ပွဲအခမ်းအနားကျင်းပရခြင်းနဲ့ပတ်သက်ပြီးအဖွဲ့မင်္ဂလာစကားပြောကြားကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့စနီးတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါ်ဆန္နာသွေးရန်ကုန်တိုင်းဒေသ ြေအစိုးရအဖွဲ့ဝင်များနဲ့ဇနီးများဌာနဆိုင်ရာများနဲ့တာဝန်ရှိသူများကရောင်းဆောင်ငချင်းကောင်းရီတထောင်ကိုဗဟန်းမြို့နယ်ရွှေတော်ဘုံစစ်တီတော်အနောက်ဘက်မှာရှုံးပါကုတာမင်္ဂလာကံတော်အတွင်သို့လှုပ်ပေးကြကြောင်းသိရပါသည်ဆက်လက်ပြီးဗဟန်းမြို့နယ်ကံတော်ကြီးတဘာဝဦးရင်အတွင်ဇေဝိတာဌာနငားနဲ့ငှက်လို့ပွဲအခမ်းအနားကျင်းပရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့ဇနီး တိုင်းဒေသကြီးတရားလူတော်တရားသူကြီးချုပ်တော်ဆန္ဒသွဲရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့စနီးများဌာနဆိုင်ရာများနဲ့တာဝန်ရှိသူများကရှေးဝါငကြင်းကောင်ရီ6000ကိုဗဟန်းမြို့နယ်ကံတော်ကြီးတဘာဦးရင်အတွင်းသို့လှုပ်ပေးခဲ့ပြီးစကလေးငှက်1000ကောင်နဲ့ဂျိုးငှက်36ကောင်တို့ကိုစီဝိတာဌာနအဖြစ်ပေးမယ်လှုပ်ပေးကြပါသည် ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကြည်ကြံမှုဖြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့စနီးအဖွဲ့ဝင်များဟာဗဟန်းမြို့နယ်နေစီကုန်းဘိုးဘွားရိပ်သာတေရီယတနာခံမာရင်ကျင်းပတဲ့တက်ကြီးဘိုးဘွားများပူဇော်အပွဲကိုတက်ရောက်ကအသက်80အထက်အဖိုးအဖွား89ဦးအတွက်တောက်လျင်တသိန်းကျပ်နှုန်းအသက်80အောက်ဘိုးဘွား50တဦးအတွက်တဦးလျင်5000ကျပ်နှုန်းတို့ကိုဘိုးဘွားများလက်ဝဲအရောက်ပူဇော်ကြော်ပြီးလူပဲပစ္စည်းများကိုပေးရလူရ ွမ်းကြပါတယ်အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီးဌာနဆိုင်ရာများနဲ့အလူရှင်များကဘိုးဘွားများအတွက်စုပေါင်းလှူဒါန်းတဲ့အလူငွေ289သိန်းချက်ကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အစိုးသိန်းကပေးရလှူဒါန်းရာနေစီကုန်ဘိုးဘွားရိတ်သားအမှုဆောင်အဖွဲ့ဥက္ကဋ္ဌဦးဝင်းဆွေကလက်ခံကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဆွေထက်ကိုကပေးပို့ထားပဲဖြစ်ပါရဲ့ရှင် နောက်ဆုံးနေ့ဆက်မဲ့တဲ့ရင်ကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရှုံးနေ1389ခုနှစ်မြန်မာနေစံတရနေ့အနေအကင်းပိတ်တရတော်နာရုပ်ဖတ်ပူဇော်ပွဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံများတွင်1389ခုနှစ်မြန်မာနစ်ဆန်တရနေ့ NEA ကင်းပရိတ်တရားတော်နာရုပ်ဖတ်ပူဇော်ပွဲကိုဧပြီလ18ရက်မိုးလယ်ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံမင်္ဂလာခမ်းမောင်းတွင်ပြုလုပ်ကြောင်းသိရပါတယ်။ဥစွာပရိတ်တရားတော်နာရုပ်ဖတ်ပူဇော်ပွဲကိုနမောတတသုံးညရုပ်စုဖျားကြတော်ပြီးနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဒေါက်တာဗတ်တန်နာစန္ဒီမာပြည်ဝင်သားထံမှရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့စနီး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တော်ဆန္ဒသွဲတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့ဇနီးများတိုင်းဒေသကြီးစင်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနဲ့ဝန်ထမ်းများတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ဦးစီးဌာနမှတာဝန်ရှိသူများနဲ့ဝန်ထမ်းများကကိုးပါးသီလခံယူဆောင်တည်ကြပါရယ်အဲ့ဒီနောက်ဆရာတော်တန်ဃာတော်များထံမှပေးတရားတော်များနာယူကြီးညိုကြကလှူပွဲဝိထုပစ္စည်းများဆက်ကလူရန်ကြပါရယ် အဲ့ဒီနောက်လူရမ်းမှုအစုစုတို့အတွက်နိုင်ငံတော်အတန်ကမဟာနိုင်ကောက်ဖွဲ့ဥက္ကဋ္ဌဆရာတော်ဒေါက်တာပတ်တန်နာစန္ဒီမာပြုဝင်သားထံမှအနုမောဒနာတရားနာကြပြီးရွှေဆက်သွန်းလောင်းအမြပေးဝေကြကြောင်းသိရပါတယ်အလာဒူဧပြီလ18ရက်ညနေပိုင်းကရန်ကုန်မြို့ပြည်သူရင်ပြင်တွင်1389ခုနှစ်မြန်မာနစ်ဆန်တရနေ့ NA ကင်းပြည်တရားတော်နာယူဖတ်ပူဇော်ပွဲကိုကျင်းပကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဆက်ထပ်ကိုကပေးပို့ထားပေးဖြစ်ပါတယ်